တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဗမော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီမှရဲမင်းများအပါအဝင်အမျိုးသမီးများလက်နက်ချခဲ့ဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဗမော်မျိုးသိမ့်တိုက်ပွဲမှာစစ်ကောင်စီတပ်မှရဲမင်းများအပါအဝင်အမျိုးသမီးတရာကျော်လက်နက်ချရာမှာကိုဝန်ဆောင်များပါဝင်နေကြောင်းစစ်ရေးတရင်အရင်းမြစ်တချို့ကပြောပါတယ်။27ထဲကရဲမင်းတရာကျော်လက်နက်ချတဲ့ကိုဝန်ဆောင်တွေပါတယ်လို့စစ်ရေးတရင်အရင်းမြစ်တဦးကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီကကိုဝန်ဆောင်ရဲမင်းများကိုအတုံးပြုနေခြင်းဖြစ်ကြောင်းအထက်ပါစစ်ရေးတရင်အရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များကဗမော်မှာရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းများတရင်များတရင်ဌာနချုပ်များအလုံးကိုတပြိုင်နက်တည်းထိုးစစ်ဆင်နေပြီးတိုက်ပွဲများပြင်းထန်နေတယ်လို့စစ်ရေးတရင်အရင်းမြစ်ကပြောဆိုပါတယ်။ဗမော်ကွင်းမှာရဲတွေလက်နက်ချတာမှန်တယ်။ရဲမေတွေပိတ်မိနေတာကြာပြီးဆိုတော့အိမ်အောင်တဲ့ရဲမေတွေလည်းဗိုက်ကြီးတွေနဲ့လေးလို့ CDM ရဲတအုပ်ကပြောပါတယ်။ KIA နဲ့ပူးပေါင်းတပ်ကဧပြီလ2ရက်နေ့မှ22ရက်နေ့အထိထိုးစစ်ကို စကိုင်းငလင်ကြောင့်အရေးပေါ်ကေဆယ်ရေးနဲ့ပြန်လည်တူထောင်ရေးလုပ်ငန်းများလုတ်ကင်နိုင်ရန်ယာယီရည်နာခဲ့ပါတယ်။အဲဒီနောက်ဧပြီလ25ရက်နေ့မှာစပြီးပြန်လည်ထိုးစစ်ဆင်ခဲ့ရမှာစကခ27ရက်ကာကင်းစကန်တချို့ကိုထပ်မံသိမ့်ပိုက်ရရှိခဲ့ပြီးအရာရှိအပါဝင်စစ်တုံးပန်းများကို KIA ကဖမ်းဆီးရမိထားတယ်လို့သတင်းရရှိပါတယ်။စကခ27ကိုခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစတင်ဆုတ်ခွာထွက်ပြေးနေပြီးတိုက်ပွဲပုံမူပြင်းထန်နေကြောင်းမြေပြင်စစ်ရေးတရင်အမြင့်ကပြောပါရတယ်။ဒါအပြင်စစ်ကောင်စီဟာမြေကြီးနားမိုးကောင် ဖားကန့်လန်းနဲ့အင်တော်ကြီးကာမိုင်ဖားကန့်လမ်းမိုင်းတို့မှာတဆင့်ဖားကန့်ကိုအင်အားဖြည့်ရန်စူးစမ်းနေရမှာအဆိုပါလမ်းမိုင်းနှစ်ခုစလုံးမှာတိုက်ပွဲများပြင်းထန်နေပါတယ်။မမော်တိုက်ပွဲအပါအဝင်ကချင်ဒေသစည်ရေးသတင်းအခြေအနေများကိုမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူးကြီးနော်ဘူးတန်ဆက်သွယ်ရန်စူးစမ်းနေပေမယ့်ဆက်သွယ်တော့မရရှိသေးပါဘူး။ KIA နဲ့ပူပေါင်းတက်များက2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှစပြီးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ကိုတင်ပတ်ရန်စတင်ထိုးစစ်ဆင်နေခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့တမနာထရမ့်ရဲ့ရတရားတတန်းအတွင်ဖန်စီခဲ့တဲ့ရွှေပြောင်းနေထိုင်သူရာဇဝတ်တရက်ခန့်တရားဦးရဲ့တပ်ပုံများကိုအင်ဖြူတော်မှာခင်းချင်းပြသထားပြီးမြန်မာနိုင်ငံသား၃ဦးပါဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ American တမနာထရမ့်ရဲ့အာဏာရယူပြီးရတရားတတန်းအတွင်ဖန်စီခဲ့တဲ့ရွှေပြောင်းနေထိုင်သူရာဇဝတ်တရက်ခန့်တရားဦးရဲ့တပ်ပုံများကိုအင်ဖြူတော်မှာခင်းချင်းပြသထားပြီးမြန်မာနိုင်ငံသား၃ဦးပါဝင်ကြောင်း American Imputer ရဲ့ April 28ရက်နေ့ထုတ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အမေရိကန်သမ္မတက၎င်းရဲ့ဒုတိယအကြိမ်ပြန်လည်ရွေးကောက်ခံရတဲ့သမ္မတတပ်တန်းရက်တရာအတွင်းအမေရိကန်နိုင်ငံကိုရွှေ့ပြောင်းနေထိုင်သူများအနက်မှရာဇဝတ်မှုကျူးလွန်သူများကိုဖမ်းဆီးပြီးတပ်ဆိုင်ရာမိခင်နိုင်ငံများကိုပြန်ပို့ခြင်းဖမ်းဆီးချုံနှောင်ခြင်းကဲ့သို့သောတင်းကျပ်သောမူဝါဒနဲ့ဆောင်ရွက်ခဲ့ကြောင်းအဲ့ဒီလိုဆောင်ရွက်ရာမှာဖမ်းဆီးခဲ့တဲ့ရာဇဝတ်မှုကျူးလွန်သူတရက်ခန့်အများပြားအနက်မှတရာဦးရဲ့ဓာတ်ပုံများနဲ့၎င်းတို့ကျူးလွန်ခဲ့တဲ့ပြည်မှုများကိုဓာတ်ပုံများထုတ်ဝေကအင်ပြူတော်မှာခင်းကျင်းပြသထားကြောင်းသိရှိရပါတယ် အဆိုပါရွှေပြောင်းရာဇဝတ်တရခန့်တရာဥမှာမြန်မာနိုင်ငံသား3ဦးပါဝင်ပြီးနံပါတ်အမှတ်စဉ်59ဖြစ်မြန်မာနိုင်ငံသားတေမြင့်အမှတ်89ဖြစ်မြန်မာနိုင်ငံသားတန်လန်ကပ်အမှတ်82ဖြစ်မြန်မာနိုင်ငံသားဆမ်မြူအယ်လန်းစိန်တို့ဖြစ်ကြောင်းသိရှိရပါတယ်။အသက်53နှစ်အရွယ်မြန်မာနိုင်ငံသားတေမြင့်ဟာတက်ဆက်ပြည်နယ်မှာကလေးတငယ်အပေါ်အကြီးစားလိမ်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်12နှစ်ကြာခံခဲ့ရသူဖြစ်ကြောင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE Dallas က2025ခုနှစ်မတ်လ3ရက်နေ့မှာဖမ်းဆီးခဲ့ကြောင်းတင်မြင့်ကို2019ခုနှစ်ဇန်နဝါရီလ28ရက်နေ့နေဆွဲနဲ့နိုင်ငံထဲမှာထုတ်ပယ်ရန်အမေရိကန်တရားရုံးကအမိန့်ချမှတ်ထားကြောင်းသိရှိရပါတယ်။ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားတအုပ်မှာ Samuel Langsing ဖြစ်ပြီးမရင်းမှုနဲ့ထောင်ဒဏ်10နှစ်ချမှတ်ခံထားရကြောင်း၎င်းကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေး ICE Chicago က2025ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ် American လူဝင်မှုကြီးကြပ်ရေး ICE ကဖမ်းဆီးခဲ့တဲ့တတရမြောက်မြန်မာနိုင်ငံသားမှာ Tanglam ခက်ဖြစ်ပြီးကလေးတငယ်အပေါ်လိမ်မိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခံထားရသူဖြစ်ကြောင်း၎င်းကို2025ခုနှစ် February 18ရက်နေ့မှာ ICE Chicago အဖွဲ့ကဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့နေပြည်တော်မှာစကိုင်းငလင်ကြောင့်ဝင်ကြီးဌာနရုံးနဲ့ဝန်ထမ်းအိမ်ယာများပြိုကျပျက်စီးမှုအတွက်မူလတိစောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများကိုပြန်လည်တိစောက်ပေးရန်မင်းအောင်လှိုင်ကအမိန့်ပေး နေပြည်တော်ကိုအရေးသိမမီပဲတိဆောက်ခဲ့မှုများကြောင့်ပြိုကျပျက်စီးဟုမင်းအွန်လိုင်းကအပြစ်တင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာစကိုင်းငလင်ကြောင်းဝန်ကြီးဌာနရုံးနဲ့ဝန်ထမ်းအင်အားများပြိုကျပျက်စီးမှုအတွက်မူလတိဆောက်ခဲ့တဲ့ Crony Company များအနေနဲ့ပြန်လည်ပါဝင်တိဆောက်ပေးရန်မင်းအွန်လိုင်းကအမိန့်ပေးထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရ။မတ်လ28ရက်နေ့ပြင်အား9.8အဆင့်ရှိတဲ့စကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်နေပြည်တော်မှာတမရာယုံဝင်ကြီးဌာနယုံဝင်နှင်းအိမ်ရများစေယုံများစေယုံများ တမရအိန်တော်လွှတ်တော်အပါအဝင်ဌာနဆိုင်ရာယုံအများစုပြိုကျပျက်စီးခဲ့ရမှာမူလတိဆောက်ခဲ့တဲ့ Crony ကုမ္ပဏီများကပြန်လည်ပါဝင်တိဆောက်ပေးရန်မင်းအွန်လိုင်းကညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အရေးအသွေးမမီပဲတိဆောက်ခဲ့လို့အခုလိုပြိုကျပျက်စီးမှုတွေဖြစ်တယ်။အဲ့ဒီအတွက်မူလတိဆောက်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ပြန်လည်တိဆောက်ပေးဖို့တာဝန်ရှိတယ်။လိုအပ်တဲ့သွင်းကုန်ပြီးလက်မြေတွေတန်နဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့ညှိနှိုင်းပြီးအခွန်ပေးစရာမလိုပဲတင်သွင်းခွင့်ပေးမယ်။ ပြန်တည်ဆောက်ပေးဖို့မူလကုမ္ပဏီတွေမှာတာဝန်ရှိတယ်ဆိုပြီးညွှန်ကြားချက်ထွက်ထားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့ကုမ္ပဏီများအနေနဲ့နေပြည်တော်စီဝင်တာယာရေးကော်မတီအဆောက်အအုံများပြန်လည်ပြုပြင်အသုံးချရေးနဲ့အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံကိုဆက်သွယ်ရန်ဧပြီလ26ရက်နေ့မှာစစ်ကောင်စီကအမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ မင်းအောင်လိုင်ကနေပြည်တော်ကိုပြန်လည်တည်ဆောက်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးထားပြီးနေပြည်တော်မှာရှိတဲ့ရုံဌာနများအထူးအဆောက်အုံများအင်ယာများအုပ်ချုပ်မှုဆိုင်ရာအဆောက်အုံများနဲ့အခြားအဆောက်အုံတည်ဆောက်ရေးလုပ်ငန်းများမှာပါဝင်တဲ့ကုမ္ပဏီများကိုပြန်လည်ဆက်သွယ်ခိုင်းခြင်းဖြစ်ပါတယ်။နေပြည်တော်စောက်တဲ့အချိန်မှာစာချုပ်တွေရှိခဲ့ဘူးတဲ့။ အဲ့ဒီစာချုပ်စာတမ်းတွေထဲမှာပါတဲ့မူလကုမ္ပဏီတွေကကုမ္ပဏီဆက်လက်တည်ရှိသည်ဖြစ်စေမရှိတော့သည်ဖြစ်စေဆက်သွယ်ရမှာပါမဆက်သွယ်ရင်တော့နောက်ဆက်တွဲအရေးယူမှုတွေရှိလာနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြပါတယ်နေပြည်တော်ကိုတိစောက်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီများကလည်းမင်းအွန်လိုင်းရဲ့အမိန့်ညွှန်ကြားချက်ကြောင့်အရေးယူခံရမှာကိုစိုးရိမ်နေကြပြီးလက်ရှိကုန်စည်နှုန်းနဲ့ပြိုကျသွားတဲ့အဆောက်အအုံများကိုပြန်လည်တိစောက်ခိုင်းပါကလည်းအရှုံးပေါ်နိုင်ကြောင်းပြောဆိုနေကြပါတယ် ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်ကလည်းလက်ရှိကုန်စည်နှုန်းနဲ့ပြန်ဆောက်ပေးနေတာဆိုရင်ဘလို့မှမဖြစ်နိုင်ဘူးအရှုံးပေါ်မှာပဲညဉ့်ညိနိုင်နိုင်မလို့ရင်တော့ပြန်ဆောက်ပေးမယ်အစားထောင်ချခံရမယ်အခြေအနေမျိုးတွေဖြစ်လာနိုင်တယ်ဒါလည်းအာလွန်စိုးရိမ်နေကြတဲ့တချို့ခရိုနီတွေအိတ်တောင်မပြောကြဘူးလို့ UMFCCI မှအဖွဲ့ဝင်စီးပွားရေးသမားတဦးကဆိုပါတယ်2006ခုနှစ်မှာအစိုးရဝန်ကြီးဌာနများကိုနေပြည်တော်ကိုအပြည့်ပြောင်းရွှေ့ကမြို့တော်အဖြစ်တက်မှတ်ခဲ့ပြီးအဲ့ဒီအချိန်ကနေပြည်တော်ကို2 Aiden Asia War Max Myanmar IGE AR ရွှေဝါး ACE အပါဝင် Crony Company ကြီးများကတိစောက်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့လောင်းလုံမြို့ပေါ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့စစ်ကောင်စီတပ်သားများကို RPG နဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းလောင်းလုံမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်။ ဧပြီလ28ရက်နေ့မွန်လယ်တနအီခန့်မှာလောင်းလုံမြို့ပေါ်မှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့ပြူစောတိကောင်းဆောင်မင်းသိန်းရဲ့တာဖြစ်သူနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကိုတော်လန်ရေးတပ်ဖွဲ့များကလောင်းလုံမြို့အပေါ်အထက်ကကျောင်းရှိမှာ RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းပြူစောတိနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကို RPG ထိမှန်ပြီးတပ်တိုင်ကိုဝင်တိုက်ကကားတစ်စီးလုံးပျက်စီးခဲ့ကြောင်း ဒါပြင်အပြန်အလှန်ပြစ်ခတ်မှုများလည်းဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားကြောင်းသိရှိရပါတယ်။အဲဒီလိုတိုက်ခိုက်မှုဖြစ်ပွားနေချိန်မှာစမ်းလန်းရွာအနောက်ဘက်ပင်လယ်မှာ965စစ်တင်းမော်တစီးဟာစမ်းလန်းရွာကမ်းဘက်ကိုတက်လာကြောင်းလောင်းလုံရေစကန်နဲ့ဆရာဖတ်ရုံမှအကြံဖတ်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တာကြောင့်မြို့ပေါ်မှာရှိတဲ့ပြည်သူပိုင်နေအိမ်များပေါ်ကြာရောက်ပောက်ကွဲခဲ့ပြီးနေအိမ်၃လုံးခေါင်မိုးထိမှန်ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ် ်ကားကပြူစောတိခေါင်းဆောင်မင်းသိမ့်စီးတဲ့ကားပြစ်တဲ့အချိန်မှာကားပေါ်မှာမင်းသိမ့်ပါမလာပဲသူ့သားနဲ့အဖွဲပါလာတယ်အကုံလုံး၄កောင်တိတယ်လို့သိရတယ်လမ်းပေါ်မှာတော့၃កောင်မှောက်နေတယ်တကောင်ကတော့ခြေထောက်မှာထိပြီးလွတ်သွားတယ်ကားကတော့ကားနောက်ပိုင်း RPG နဲ့ထုခံရပြီးဓာတ်တိုင်ကိုဝင်တိုက်ပြီးတော့ဓာတ်တိုင်ကျိုးချပြီးပြိနေတယ်ကားကလည်းသုံးစားလို့မရတော့ဘူးအငိုက်မိသွားပုံရတယ်ကျွန်တော်တို့ဘက်ကလည်းအထီးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြန်မာပြည်သူများအတွက်မလေးရှားနဲ့ဗီယက်နမ်ကလူသားချင်းစာနာမှုအကူအညီဆက်ပေးမယ်လို့အန်ဝါပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားပြည်သူအလုံးထံလူသားချင်းစာနာမှုအကူအညီတွေဆက်ပေးဖို့မလေးရှားနဲ့ဗီယက်နမ်ကတညီတညွတ်ထက်သဘောတူကြောင်းသိရှိရပါတယ်။မြန်မာပြည်သူတို့ရဲ့ကောင်းကျိုးချမ်းသာအတွက်တေချာစေရန်ကန့်သက်ချက်များမရှိဘဲစာနာမှုအကူအညီများဆက်ပေးရန်သဘောတူခြင်းဖြစ်ပါတယ်။ယခုကိစ္စနဲ့ပတ်သက်ပြီး VNN ဝန်ကြီးချုပ် ဖန်မင်ချင်နဲ့ဧပြီလ28ရက်နေ့ကတွေ့ဆုံမှုတွင်သဘောတူခဲ့ခြင်းဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကပြောဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့လူသားချင်းစာနာမှုအကူအညီပေးရေးလှုပ်သားတွေရဲ့ဘေးကင်းရေးအတွက်တည်ကြစေဖို့တက်ဆိုင်သူအားလုံးအနေနဲ့ဆက်လက်အပြစ်ခတ်ရည်ဆဲထားဖို့အရေးကြီးတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါကဧပြီလ29ရက်နေ့က Facebook Post တစ်ခုမှာပြောပါတယ်။ မြန်မာဟာမတ်လ28ရက်နေ့ကအကြီးအကျယ်တိကျပျက်စီးစေတဲ့အင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်သတင်းပတ်များအကြမှာနိုင်ငံ၌လူသားချင်းစာနာမှုအကူအညီများကိုဆက်လက်အရေးတကြီးလိုအပ်ဆဲဖြစ်နေကြောင်းအထူးသဖြင့်အမိုးအကာတန်ရှင်းသောရေမိန်လာစနစ်ကြမ်းမာရေးစောင့်ရှောက်မှုတို့အပိုင်းမှာအကူအညီများလိုအပ်နေဆဲဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာချက်ချေအနေနဲ့လာချမ်းညီများဖက်ဒရေးရှင်း IFRC ကတတိပေးထားတယ်လို့သိရပါတယ် ယခုမြန်မာရဲ့လူသားချင်းစာနာမှုအကူအညီအရေးကိစ္စအပြင်မလေးရှားနဲ့ VN ကောင်းဆောင်များဟာအမေရိကန်ကချမှတ်ထားတဲ့ကုန်သွယ်ရေးအခွန်အခောက်များနဲ့ပတ်သက်ပြီးအာဆီယံရဲ့ပူးရဲလှုပ်ဆောင်ချက်များနဲ့ယခုနောက်ဆုံးဖြစ်ပေါ်လာတဲ့အခြေအနေများနဲ့ပတ်သက်ပြီးလဲဆွေးနွေးခဲ့ကြပါတယ်အမေရိကန်ကချမှတ်ထားတဲ့ကုန်သွယ်ရေးအကောက်ခွန်ကိစ္စနဲ့ပတ်သက်လို့မလေးရှားအနေနဲ့ကနှစ်နိုင်ငံစလုံးအတွက်အပြန်အလှန်အကျိုးရှိမဲ့ဖြည့်ရှင်းချက်နည်းလမ်းတစ်ခုရရှိစေဖို့ကြိုးပမ်းတဲ့အနေနဲ့ရင်းနှီးမြှုပ်နှံမှုကုန်သွယ်မှုနဲ့စစ်မှုဝန်ကြီးဌာနကနေတဆင့်ကိုယ်စားလှယ်တအုပ်ကိုဆေလွတ်ထားတယ်လို့ကျွန်တော်တို့အသိပေးပါတယ်။ အမေရိကန်ဘက်ကစဉ်စားသုံးသပ်စာနာထောက်ထားဖို့အတွက်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားအနေနဲ့ပန်ကြားပါတယ်။ဒါမှလည်းအာဆီယံနိုင်ငံတွေအနေနဲ့ဒီအပြန်အလှန်အကောက်ခွန်ကိစ္စအတွက်ကောင်းမွန်တဲ့ဖြည့်ရှင်းနည်းလမ်းတစ်ခုရဖို့နှစ်နိုင်ငံဆက်ဆံရေးရန်ရာကိုအသုံးပြုဖို့အခွင့်ရမှာဖြစ်တယ်လို့အန်ဝါကပြောပါတယ်။မလေးရှားအနေနဲ့အပြန်အလှန်လေးစားမှုပူးပေါင်းဆောင်ရွက်မှုနဲ့အပြန်အလှန်ကောင်းကျိုးရှိမှုအပေါ်အခြေပြုပြီးဒေတာတွင်းနဲ့နိုင်ငံတကာဆက်ဆံရေးကိုအားကောင်းဖို့လှုံ့ဆော်သွားမယ်လို့စိတ်နှင်မြုပ်ထားကြောင်း၎င်းကဆက်ပြောပါတယ်။ ကြိုးပမ်းမှုအလုံးဟာဒေတာတစ်ခုလုံးမှပြည်သူများအတွက်ငြိမ်းချမ်းမှုတာယာဝါပြောမှုနဲ့တဟဆာတာဖြစ်မှုကိုစောင့်ကြည့်ရမယ်ရလမြရရှိလိမ့်မယ်လို့လည်းအန်ဝါကမျှော်လင့်လျက်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မိုးကြီးပြီးမေဆိုင်ချောင်းရေရှမ်းတဲ့အတွက်တာချီလေးရက်ွက်တချို့ရေကြီးနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်အရှိပိုင်းထိုင်းနဲ့မြန်မာနယ်စပ်ဒေသများမှာဧပြီလ26ရက်နေ့နနက်အစောပိုင်းမှာမိုးကောင်းပြီးနောက်မေဆိုင်ချောင်းရေရှမ်းကတာချီလေးမြို့ပေါ်ရက်ွက်တချို့ရေကြီးရေရှမ်းမှုဖြစ်ပေါ်နေပါတယ်။ မိုးက၃ရက်ရှိပြီရွာတာဒီမနက်လဲမိုးကောင်းတယ်မိုးရွာပြီဆိုမဲဆိုင်ချောင်းရီကရေရှမ်းတယ်ချောင်းရီရှမ်းတိုင်းတာချီလေးမျိုးဒုက္ခရောက်တယ်လို့မျိုးကန်တူကပြောပါတယ်မောလွန်နှစ်နာရီခန့်အထိရရှိထားတဲ့သတင်းများအရပုံထွန်ရက်ကွက်အတွင်ရေဝင်ရောက်မှုအများဆုံးဖြစ်ပြီးအခြားရက်ကွက်များကိုဆက်လက်စီးဝင်နေကြောင်းဒေတာကန်တူကဆက်လက်ပြောဆိုပါတယ်ပုံထွန်ရက်ကွက်ဟာမဲဆိုင်ချောင်းဘေးမှာရှိပါတယ် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများနေပြည်တော်မန္တလေးပဲခူးတိုင်းအရှေ့ပိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တွေမှာယခုရက်ပိုင်းမှာနေရာကွက်ရီမိုးကြီးနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNR ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကတတိပေးထားပါတယ်။ ဒါအပြင်နေပူချိန်များတိုးလာနိုင်တဲ့အတွက်ကြောင့်မွန်လွယ်ညနေပိုင်းအချိန်များမှာလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်းနေရာကွက်၍မိုးကြီးခြင်းမိုးသီးများကြွေကျခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်းသတိပေးထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မိုးရာသီကရာဂီမုန်တိုင်းအချိန်ကြောင့်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမိုးကြီးစဉ်တာချီလိပ်မိုင်းဆက်မြို့နယ်တို့မှာဆိုးရွားတဲ့ရေပေးကြုံတွေ့ခဲ့ရပြီးလူထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကျူလီပောင်တရင်စာရဲ့ထီထီမိမိရေးသားထားတဲ့စောင်းပါကိုတင်ဆက်ပေးပါမယ်။ကျင်စိုးရဲ့ပါဝါဖွကြအညိုကောင်းငလင်ဒန်နဲ့ခေါင်းထီသွားတဲ့အခုထိနလန်မထူလူမြင်ကွင်းကပျောက်နေပြည်တော်ငလင်ကြောင့်ပြည်သေးရေးအတွင်းဝင်လဲ on the support စမုံတုံးသွားပါတဲ့။ထုံစံအတိုင်းကျင်စိုးမအိမ်လုံးတည်င်းဖုံတဘော။ အဝီစီတွားဖို့တူးထားတဲ့လှိုင်ကောင်းပြိုချလို့ရူစကီးနဲ့ရွှေအိုးစီတပည့်တွေလည်းအခုဆိုမြေချရက်လဲတပိတ်တော့ရေအိုးနောက်ပြန်လန်ခွဲလောက်ရပါတဲ့။ဒါပေမဲ့ကျင်ဆိုးကိုတော့ရှော့မတွက်လေနဲ့သေးပေါက်လျက်တချင်းဆိုရွေးကောက်ပွဲအတင်းကိုလောက်ကိုလောက်မာတဲ့။ပါဝါဖွက်ချအစိမ့်ကောင်ကိုတမ်းမကြီးရထားပါတဲ့လေ။မွေးလဲမွေးခဲ့တယ်။မွေးလဲအဖတ်တင်ခဲ့တယ်။အဖတ်တင်လဲအကျိုးပေးခဲ့တယ်။ အကျိုးပေးပြန်တော့လဲစိုးချိုကြီးဆိုတဲ့ကျွန်တော်တို့ဇက်လိုက်ကြော်ကြီးငကျင်စိုးကတော့ကာကြုတ်ထိုင်းကုန်စင်ကော်နဲ့ကတ်ထားမတယ်လေစပေါ်နေခေအာဂါသားတဲ့လူမလိုက်ပဲခွေးအရင်ထဲ့လွတ်လိုက်တယ်လို့မျိုးအချင်းချင်းထိုးကြွေတာခံချင်းရှစ်ပါးနဲ့ခံမဲ့သူကလည်းအသင့်ဖောင်းကားစား ဝင်စားတဲ့ကောင်တွေဆိုတော့လေတမန်နဲ့တရက်တမ်းမာကြီးဖြစ်ရနေလားဆိုတဲ့တွေးဟန်ရှိကြပါတယ် ကြည့်ပါလားပါဝါဖွကြအစိမ့်ကောင်ကမတီခုနှစ်မျက်နဲ့ဗဇက်နှရွက်တက်ချိတ်ပြီးလမ်းတလာနေလေရဲ့လေတို့တော့ငါရှင်တို့စိတ်မပူလင့်အသေးထွက်လာပြီးတေကုံမီကိုလူရေးဆိုတဲ့တေးသွားလေးနဲ့ကျင်စိုးနဲ့ရောင်းရင်းမြရဲ့နောက်ဆုံးခရီးလိုက်ပို့ဖို့သာပြင်ထားကြပြီတော့ရီမွန်စကီးပြောတဲ့အထွေထွေထိုးစစ်ဆိုတာကြွယ်တာမဟုတ်တကယ်လို့တကယ်ဖြစ်စေရမယ့်ပလန်အခုကိုပဲအေယာဝော်ဒီတိုက်မှာဘကိုးမှာတရင်မထုတ်တဲ့အောင်ပွဲတွေအလီလီ ထုစိန်ကြိတ်ကြွေအိဆဝေးပြည်တွင်းအပြည်ပြန်လာတဲ့တရင်နဲ့တင်ခောပဏီခမရရှာတတ်နေရပါတည်းကြွေတော်ကိုနုကြည်ရဲ့ဝန်ကြီးဝန်ကလေးတော်တော်များများလဲစကိုင်းမကွေးမန္တလေးဘက်ရောက်နေကြပါတဲ့ပါဝါဖွက်ကြတဖွဲ့လုံးစမုံတုံးကျင်တန်ပြီးအာယုံ တိတ်များစရာမလို့အာယုံများလို့နေစွန်းလွတ်မှလည်းမပူကြလိမ့်နဲ့ကဲဘဲကိုကြည့်လိုက်ညာကိုကြည့်လိုက်ဟိုမှာဟိုမှာအောင်ပွဲတွေတိတ်များတယ်နဲ့ကလိုက်ကြစို့ရဲဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာခင်ဗျာခင်ဗျာ